ဝန်ထမ်းတွေအချို့မပြေလို့အရွယ်တိုက်ပြီးအကျွေးစိတ်၃သိန်းနဲ့အခွန်ဆောင်ခဲ့တဲ့အမျိုးသားအမေရိကန်မှာဒီအမျိုးသားကတမင်တကာအရွယ်တိုက်ပြီးတော့အကျွေးစိတ်တွေနဲ့အခွန်လာဆောင်ခဲ့လို့တရုံလုံးမိုးလင်းပေါက်အလုံးရှုပ်သွားခဲ့ပါတယ်ဒီအမျိုးသားကအကျွေးစိတ်၃သိန်းကိုအခုမြင်နေရတဲ့လက်တွန်းလေး၅သိန်းနဲ့ယူပြီးတော့အခွန်လာဆောင်ခဲ့တာပါဒီလို အရွယ်တိုက်ရတဲ့အကြောင်းရင်းကဒီအမျိုးသားစီမှာခိုင်ခိုင်မာမာရှိနေပါတယ်ဒီအမျိုးသားကမော်တော်ယာဉ်ဝယ်ဖို့နဲ့အခွန်ဆောင်မှုကိစ္စကိုသိချင်လို့ဆက်သွယ်တဲ့အခါမှာရုံးကဓာတ်ရိုက်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကိုမပေးခဲ့လို့ပါ ပေးတော့လေဖုန်းနံပါတ်အလွဲတွေကြီးဖြစ်နေလို့ဒီမျိုးသားကစိတ်ပေါက်သွားခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရားရုံးတက်ပြီးတော့အမှုဖွင့်ခဲ့သေးပေမဲ့တရားရုံးကတော့ဒီအမှုကိုဖယ်ချခဲ့ပါတယ်။ဒါကြောင့်ဒီမျိုးသားကဆောင်ရမယ့်အခွင့်အရေးကိုပတ်စံနဲ့ပေးချေရမယ်စာအရွက်တိုက်ပြီးတော့အခုမြင်နေရတဲ့အကျွေးစည်းတွေနဲ့လာဆောင်ခဲ့တာဖြစ်ပါတယ်။ဒီအကျွေးစည်းတွေကဘလောက်တောင်များသလဲဆိုရင်စုစုပေါင်း၃သိန်းအထိရှိခဲ့တာပါ။ဒီလိုများလို့လေရုံးကအကျွေးစည်းရေတွက်ဆက်ကအလုံးမလုံးတော့လို့ရုံးဝင်တန်းတွေကိုယ်တိုင်ရေတွက်ခဲ့ရပါတယ် ပြီးတော့ဒီလိုရေတွက်ဖို့စုစုပေါင်းချိန်9နာရီလောက်တောင်မှကြာခဲ့တာပါ။ဒါကြောင့်တရုံလုံးကဝန်ထမ်းတွေလည်းဒီအမျိုးသားရဲ့အရွယ်တိုက်မှုကြောင့်မိုးလင်းပေါက်အလုပ်လုပ်ခဲ့လိုက်ရပါတော့တယ်။ဒီလိုထူးထူးဆန်းဆန်းဖြစ်ပျက်တွေကိုထပ်မံကြည့်ရှုနိုင်ဖို့ Bass Media ကို Like and Follow လုပ်သွားပေးနိုင်ပါတယ်ရှင်။ကစားကမိန်းကလေးကိုသူရဲကောင်းဆန်ဆန်ကဲတင်ပေးခဲ့တဲ့လက်ဝိသမဟောင်းအငိမ့်စားလက်ဝိသမဟောင်းတယောက်ကကစားကဖြစ်နေတဲ့မိန်းကလေးတယောက်ကိုလက်ပရာကြီးတသက်နဲ့အခုလိုကဲတင်ပေးခဲ့ပါတယ်မိန်းကလေးတယောက်ကမှအနိုင်ကျင့်တဲ့ဒီလူကိုဒီလက်ဝိသမဟောင်းကပညာပြပေးလိုက်ပါတယ် ဒီမိန်းကလေးကလေးစိတ်မှတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းမလေးတယောက်ပါဒီမိန်းကလေးကလူတစ်ယောက်ကိုမှတ်ပုံနဲ့ကပြပြခိုင်းချိန်မှာဒီလူကရမ်းလိုစွာနဲ့ဓာတ်ရချောင်းကိုထုတ်ယူလိုက်ပါတယ်ပြီးတော့သူ့ကိုမိန်းကုံးထုတ်တဲ့ဝန်ထမ်းမလေးကိုဓာတ်နဲ့ရွယ်ပြီးတော့ဒဇာကန်ဖြစ်နေဖမ်းဆီးလိုက်ပါတော့တယ်ဒါလည်းမကသေးပဲသူ့မှာအသက်ဝင်နေတဲ့ဘုံတလုံးရှိကြောင်းလည်းပါဒီလူကချင်းချောက်ခဲ့သေးတာပါဝင်းနဲ့မိကလေးရဲ့သပင်ကိုဆွဲခံပြီးတော့လက်ထဲကဓာတ်တလက်နဲ့ချင်းချောင်းနေတဲ့ဒီလူရဲ့လုပ်ရက်ကတကယ်ကိုကြောက်မက်ဖွယ်ရအနေထားမှာရှိနေပါတယ် အချိန်မဲ့၍အဆုံးသက်မကောင်းတဲ့ဖြစ်ရတခုလည်းဖြစ်သွားနိုင်ပါတယ်။ဒီအချိန်မှာအမျိုးသားကြီးတယောက်ကကြောင်းဝင်ပြီးတော့မိခလေးအစားသူ့ကိုတစားကန်ဖြစ်သတ်မှတ်ဖို့ညှိနှိုင်းလိုက်ပါတယ်။ဒီလူကညှိနှိုင်းမှုကိုသဘောတူပြီးတော့တစားကန်ချင်းလဲလိုက်ပါတယ်။အဲ့ဒီနောက်ဒီလူကတစ်ဖက်ကိုအာယုံရောက်သွားချိန်မှာတစားကန်အမျိုးသားကလက်ထဲကဓားကိုဆွဲလူယူပြီးတော့အခြေအနေကိုပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။လက်နက်မဲ့သွားတဲ့ဒီလူကိုလုံခြုံရေးတွေကအင်အားသုံးပြီးတော့ဝိုင်းဝန်းဖမ်းဆီးပြီးတဲ့နောက်မှာတင်းမာတဲ့အခြေအနေတစ်ခုကပြီးဆုံးသွားပါတော့တယ်။ အခုလိုဝန်ထမ်းမိတ်ကလေးကိုကဲတင်ပေးခဲ့တဲ့အပြင်ချင်းချောက်အကြက်ကင်ခဲ့တဲ့လူကိုဖမ်းပေးခဲ့တဲ့အငိမ့်စားလက်ဝဲသမားဟောင်းကိုလူတွေကသူရဲ့ကောင်းတယောက်ဆိုပြီးတော့ချီးကျူးနေကြပါတယ်။ဒီလိုဖြစ်ရဆန်းတွေအကြောင်းကိုထပ်မံကြည့်ရှုနိုင်ဖို့ပရိသတ်တွေ Bass Media ကို Like and Follow လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။မိခင်ဖြစ်သူကိုကြောပေါ်တင်ပြီးအလုပ်လုပ်နေတဲ့တောင်ကိုရီးယားကပယံသမားလေး။တောင်ကိုရီးယားနိုင်ငံကအမျိုးသားတယောက်ကအောက်ပိုင်းမတန်တဲ့မိခင်ဖြစ်သူကိုသွားလျာကိုခေါ်ဆောင်သွားလေးရှိပါတယ်။ ူကအောက်ခြေသိမ်းအလုပ်တွေကိုကြုံရကြပန်းလုပ်ကင်သူဖြစ်ပြီးတော့နေမကောင်းတဲ့မိခင်ကိုပြုစုစောင့်ရှောက်နေရပါမိခင်ဖြစ်သူကခန္ဓာကိုယ်မတန်ဆွမ်းတဲ့အပြင်အသက်ကြီးလာတာနဲ့အများစိတ်ပိုင်းဆိုင်ရာရောဂါတွေလည်းရရှိနေပါတယ်အမေတစ်ခုသားတစ်ခုဆိုတဲ့အတိုင်းသားဖြစ်သူကိုသူမရဲ့မျက်စိရှိကနေအပြောက်မခံပါဘူးသားဖြစ်သူအလုပ်သွားတိုင်းသူမကိုပြစ်ထားခဲ့ပြီလို့ထင်နေရှာပါတယ်။ဒါကြောင့်သားဖြစ်သူကလည်းမိခင်စိတ်မစင်ရဲရအောင်အလုပ်သွားရင်အလုပ်ထိခေါ်သွားပါတယ်။ခွေးချဲလေးတစ်ခုမဝယ်နိုင်ခင်ကဆိုရင်ကြောပေါ်မှာကလေးတစ်ယောက်လိုဂုံးပိုးပြီးတော့တည်ရတာပါ။ အနာပဝင်ခြင်းကလူတွေကမနေနိုင်လို့အမေအိုကြီးကိုကူပြီးတော့ဆောင်းလျှောက်ပေးခြင်းနဲ့ဆိုပေမဲ့တားဖြစ်သူကိုယ်တိုင်ကအစာလက်မခံခဲ့ပါဘူး။အသက်အရွယ်အားဖြင့်ဘဝရဲ့အဆုံးသက်ပိုင်းကိုရောက်နေတဲ့အမေဖြစ်သူကိုနောက်ဆုံးအချိန်ထိဘေးနားမှာတတ်နိုင်သမျှအတူတူရှိနေခြင်းနဲ့လို့သူကပြောပါတယ်။လက်ရှိအချိန်မှာတော့ဒီသားမီကိုကုညီဆောင်းလျှောက်ရေးအဖွဲ့တွေကတတ်နိုင်သမျှဝိုင်းဝန်းပြီးတော့ကုညီပေးနေကြပါတယ်။ဗီဒီယိုလေးကိုအဆုံးမြင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။